ားလုံးမင်္ဂလာပါ Daily Technology မှာကြိုဆိုပါရစေ။ကျွန်တော်တို့ရဲ့ Facebook account လုံခြုံမှုရှိတယ်မရှိဘူးဆိုတာကိုကျွန်တော်လာပြီးတော့စစ်တဲ့နီလန်းဖြစ်ပါတယ်။အကယ်၍လုံခြုံမှုမရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်ဒီနေရာမှာတက်ခါတဲ့စက်တီတွေချိန်ပါမယ်။နောက်တစ်ခုက ကိုယ့်ရဲ့ Facebook account ကိုအခြားလူတွေကဝင်သုံးထားတယ်ဆိုလို့ရှိရင်အဲ့ဒီအခြားလူဝင်သုံးထားတဲ့ device ကိုကျွန်တော်တို့တွေကဒီကနေလှမ်းပြီးတော့ log out လုပ်လို့ရတဲ့နီလန်းကိုပြောပြသွားမှာဖြစ်ပါတယ်။ ဲ့တော့ကိုယ့်ရဲ့ Facebook အကောင့်တွေကိုဝင်လိုက်ပါကိုယ့်ရဲ့ Facebook အကောင့်တွေကိုဝင်ပြီးွားပြီဆိုလို့ချင်းကျွန်တော်ဒီညာဘက်အပေါ်နားမှာရှိတဲ့ကိုယ့်ရဲ့ profile menu လေးကိုနှိပ်ပါပြီးရင်တော့ကျွန်တော်ဒီမှာ setting ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါ setting ပုံကိုနှိပ်ပြီးသွားပြီဆိုရင် ကျွန်တော်တွေကဒီမှာ see more in account center ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ နှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ password and security ဆိုတာကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးပါအဲ့တော့ password and security ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့တွေက password change မှာမဟုတ်ဘူးနောက်တစ်ခုက factory two step ခါမှာလည်းမဟုတ်ဘူးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုကအခြား device တွေနဲ့အခြားဖုန်းတွေနဲ့ပေါ့နော် အခြားဖုန်းတွေနဲ့ login ဝင်ထားမိတယ်မဝင်နာဘူးဆိုတာကိုကျွန်တော်ဒီမှာလာကြည့်လို့ရတယ်เนาะ အမှာ say login ဆိုတာရှိတယ်အဲ့ဒီကောင်တစ်ချမ်းနှိပ်လိုက်ပါ say login ကိုနှိပ်လိုက်တယ်ဆိုလို့ရှင်ဒီနေရာမှာကျွန်တော်တို့ဝင်ထားခဲ့တဲ့ browser တွေဝင်ထားခဲ့တဲ့ android တွေပေါ့နော်ဖုန်းတွေပြသပေးပါလိမ့်မယ်အဲ့တော့အပေါ်မှာဆိုလို့ရှင် this browser ဆိုတာရှိတယ်ပြီးလို့ရှင် say you are login information ပေါ့နော်အဲ့ဒီမှာကျွန်တော်ပြပေးတယ်ပြီးလို့ရှင်ဒီမှာ remove say login information for favo for android node 23ပေါ့နော်အဲကျွန်တော်ဒီမှာ save လုပ်ခဲ့တဲ့ android ရဲ့ model number ပါပြပေးတယ်နော်အဲ့ဒီမှာကြည့်နော်အဲ့တော့ကိုကဖြောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီဟာ remove လုပ်ချင်တယ်ဆိုလို့ရှိရင် remove လုပ်လို့ရတယ်နော်ဒီကောင်တွေ remove လုပ်သွားလို့ရတယ်နော်အဲ့တော့ဒီဟာလောက်တာမထိရဘူးကျွန်တော်ပြန်ထွက်လိုက်မယ်ထွက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ကထပ်ပြီးတော့စစ်ဆေးရဲ့ရှိကိုသွားမယ်နော် ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ Oppo A95 ပေါ့နော် Oppo A95 ကိုကျွန်တော်တစ်ချက်နှိပ်ကြည့်ပါမယ် Oppo A95 ကိုကျွန်တော်မြင်တွေ့ပြီဆိုလို့ရှိရင်အဲ့ဒီအောက်မှာကျွန်တော်တို့ Windows PC ပေါ့နော် Windows PC ကျွန်တော် Bangkok Thailand အမ် February လ29ပေါ့နော် February လ29ဝင်ထားတယ်ပြီးလို့ရှိရင် Bangkok Thailand February 5ရက် ဲ့ဒီနေရာဝင်လာတယ်ပြီးလို့ရှိရင် say divide to log out ပေါ့နော်အဲ့တော့ကို log out လောက်ချင်တာဖြစ်တဲ့အတွက်ဒီမှာ select ပေါ့နော် select divide to log out အဲ့တော့ကျွန်တော်တို့ဘယ်ဟာကို log out လောက်ချင်တာလဲပေါ့နော်ဘယ်ဟာကို log out လောက်ချင်တာလဲကျွန်တော် log out လောက်ချင်တဲ့ဟာကိုကျွန်တော် select ပေးလိုက်ပါပါတော့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် select all ပေါ့เนาะ select all ဆိုလို့ရှိရင်เนาะနှစ်ခုစလုံးကျွန်တော် ပြုတ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီဟာတွေကတော့ကျွန်တော်ဆက်ပေါ့เนาะကျွန်တော်ဆက်ထဲမှာကျွန်တော်ဝင်လာတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့တော့ဖြုတ်လိုက်မယ်ပေါ့เนาะကိစ္စမရှိဘူးကျွန်တော်ပြီးမှပြန်ဝင်လိုက်မယ်เนาะအဲ့တော့အမှန်ချစ်ချစ်လိုက်ပြီးရှစ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ log out လုပ်လိုက်ပါโอเคပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ အခြား device ထဲမှာဝင်ထားတဲ့ကိုယ့်ရဲ့ Facebook account ကိုကျွန်တော်တို့စီကနေပြီးတော့လှမ်းပြီးတော့ log out လုပ်လိုက်ပြီးဖြစ်ပါတယ်เนาะအဲဟုတ်လားမဟုတ်လားဆိုတာဆိုလို့ဟုတ်လားမဟုတ်လားကိုဟာကိုကျုပ်တွေစမ်းကြည့်လို့ရတယ်เนาะကိုဟာကိုစမ်းကြည့်လို့ရပါတယ်အဲဓမ္မဆိုလို့ရှင်လဲအဲ့လိုပဲเนาะ2024ကျုပ်တွေ August လ31ရက်နေ့ဝင်ထားတယ်ပေါ့เนาะဒီမှာဆိုလို့ရှင်ကျုပ်တွေ31ရက်နေ့ ဝင်လာတယ်เนาะနှစ်ခုတလုံးဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြဒီမှာ Windows PC နဲ့ပဲဝင်လာတယ်ပေါ့เนาะနောက်တစ်ခုကအခြား device ပေါ့เนาะအခြား device နဲ့ဝင်လာတာလည်းရှိတယ်အဲ့ဒါကိုကျွန်တော်တို့က logout လုပ်ရှင်တယ်ဆိုလို့ရှိရင် select device ဆိုတာကိုအရင်နှိပ်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် select all ကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့က logout ဆိုတာကိုနှိပ်လိုက်ပါ okay เนาะဒါဆိုလို့ရှိရင် continue ကိုထပ်ပြီးတော့နှိပ်ပြီးလိုက်ပါ โอเคเนาะအဲ့တော့ဒီနေရာမှာကျွန်တော် password တောင်းပြီပေါ့เนาะ password တောင်းတယ်ကျွန်တော်တို့ကဒီဒီ password ဒီကိုယ့်ရဲ့ Facebook password ပဲဖြစ်တယ်ပေါ့เนาะအဲ့တော့ password ထည့်လိုက်ရင်ပြန်ပြီးတော့ရပြီဖြစ်ပါတယ်ကျွန်တော်ကတော့ဒါ business suit ဖြစ်တဲ့အတွက်ကျွန်တော် password မထည့်ပြီးတော့เนาะကျွန်တော်ပြန်ထွက်လိုက်တော့မယ်အဲ့တော့ကျွန်တော်နောက်ပြန်ဆုပ်ပါမယ်ဆုပ်ပြီးသွားပြီဆိုလို့ချင်တော့ကျွန်တော်ဒီမှာ login အလန်းဆိုတာကိုတစ်ချက်နှိပ်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီကထပ်ပြီးတော့ကိုယ့်ရဲ့ profile နှိပ်ပါမယ် နှိပ်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာစက်တီအမှတ်ထည့်ပေးခဲ့ပါဒီနေရာမှာ အခြားအကောက်ကကျွန်တော်တို့ကိုယ့်ရဲ့ Facebook အကောက်ကို login ဝင်တယ်ဆိုလို့ရှိရင် အလန်းလာပြီးတော့ note ပို့အောင်ကျွန်တော်တို့တွေကအမှန်ချစ်ထည့်တာလာဖြစ်ပါတယ်ဒီနေရာမှာအမှန်ချစ်ထားပေးပါပြင်ပြန်ထွက်လိုက်ပါပြန်ထွက်ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့မှာ reset email ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်ပါ အဲ့ကောင်ကိုနှိပ်ပြီးွားပြီဆိုလို့ချင်းကျွန်တော်ဒီဘက်မှာ security ဆိုတာရှိတယ်ပြီးလို့ရှိရင် other email ဆိုတာရှိတယ် other email ကိုတစ်ချက်နှိပ်ပေးပါโอเคเนาะကျုပ်ဒီဟာနှိပ်ပြီးွားပြီဆိုလို့ရှင်ပြန်ပြီးတော့ထွက်ပေးပါထွက်ပြီးွားပြီဆိုလို့ရှင်ကျုပ်ဒီမှာ security check in ကျုပ်တစ်ချက်နှိပ်ပါမယ် ဲ့တော့ security check in ကိုနှိပ်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာဆိုရင် profile အာ password ပေါ့နော် profile မှာကျွန်တော်တို့ lock ထားတာရှိတယ်နောက်တစ်ခုက two factor ပေါ့နော် two step ခံတာပေါ့နော်အဲ့ဒါရှိတယ်ပြီးလို့ရှိရင်ကျွန်တော် login အလောင်းမှာအဲ on ပေးထားတယ်ပေါ့နော်ဒီမှာ၃ခုသလုံးက okay ဖြစ်တယ်အဲ့တော့ review ကိုဒီကျွန်တော်တစ်ချက်ကြည့်ပါမယ် review ကိုကြည့်ပါပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့တွေက go to account center ဆိုတာကိုတစ်ချက်သွားလိုက်ပါမယ် ဲ့တော့ဒီနေရာမှာကျွန်တော်ခုနကနေရာကိုပြန်ရောက်တယ်ပေါ့နော် profile ဒီ sorry password change မယ်ဆိုလို့ရှိရင်ဒီနေရာမှာ လာပြီးတော့ change လုပ်ရတယ်เนาะအဲ password change မယ်ဆိုလို့ရှိရင်ဒီမှာလာပြီးတော့ကျွန်တော် change သွားလို့ရတယ်အဲ့တော့ကျွန်တော်တို့က password change တာမဟုတ်တဲ့အတွက်ကြောင့်မလို့ဒီကောင်နောက်ပြန်ဆုပ်လိုက်မယ်เนาะဒီမှာ code တွေပါတောင်ပို့လာတယ် password change မယ်ထင်လို့เนาะအဲ့တော့ကျွန်တော်တို့က password change တာမဟုတ်တဲ့အတွက်နောက်ပြန်ဆုပ်မယ်အဲ့တော့ခုနက check in လုပ်တဲ့အပိုင်းက check in လုပ်တဲ့ပိုင်းက review ကိုပြန်ပြီးတော့သွားလိုက်မယ်။သွားပြီးသွင်း second နဲ့ပြန်ကြော်မယ်နော်။ပြီးလို့ရှိရင်နောက်ထပ်ဒီနေရာမှာပေါ့နော်။ဒီနေရာမှာကျွန်တော်တို့ဒီကဒီကျွန်တော်2 step ခံရတယ်ပေါ့နော်။2 step ခံရတယ်အကယ်၍2 step မခံနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနေရာမှာ2 step သွားခံလို့ရတယ်เนาะအဲ့တော့ကျွန်တော်က2 step ကို on ထားတာဖြစ်တဲ့အတွက်ကျွန်တော်ခံစရာမလိုဘူးနှိမ့်နဲ့ထပ်သွားမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအလန်းပေါ့เนาะ ခုနကကျွန်တော်ပြောသလိုပဲကျွန်တော်တို့ရဲ့ Facebook အကောင့်ကိုတခြားလူတယောက်ကဝင်သုံးတာတခြားလူတယောက်ကဝင်လိုက်တာနဲ့ကျွန်တော်အလန်းပို့လာအောင်ဒီမှာ on ပေးထားတာဖြစ်တဲ့အတွက်ဒီနေရာမှာလည်းစတိချိန်ထားတာဖြစ်တဲ့အတွက်ကျွန်တော်နှိမ့်နဲ့ထပ်သွားမယ်ပေါ့နော်အကယ်၍မဖွင့်နိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ပြပြထားတဲ့အတိုင်းသွားပြီးတော့ဖွင့်ပေးပါပြီးရင်တော့နှိမ့်နဲ့ထပ်သွားပါမယ်โอเคเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကအခုလိုမျိုး အမှန်ကျစ်လေး၃ခုနဲ့ပြပြီဆိုလို့ရှင်ရပါပြီเนาะပြီးရင်တော့ review other topic ဆိုတာလေးကိုထပ်သွားပါဒါဆိုလို့ရှိရင်တော့ရသွားပါပြီ။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုတွေကို ကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီနီလန်းတိုင်းလိုက်လို့ကြည်ပါအားလုံးရှင်ပြေပါလိမ့်မယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကလူကြီးပင်တို့အတွက် အကျိုးတစုံတရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ပေးတာပါကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပြီးတော့အပေါ်နာကခေါင်းဆောင်လေးကိုလည်း on ပေးထားဖို့မမေ့ပါနဲ့ခင်ဗျာကျေးဇူးတင်ပါတယ်